မန်စီးရီးအတွက်လွယ်ကူတဲ့နိုင်ပွဲထပ်ဖြစ်ဖို့များနေပါတယ်။အားလုံးပဲမင်္ဂလာပါ။ Forward Channel မှာဝင်းစောမောင်ပါ။ဒီနေ့ညမှာတော့ကျွန်တော်တို့ဒါပရီးမီးယားလိပွဲစဉ်တွေပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ပရီးမီးယားလိပွဲစဉ်36ပေါ့နော်။ကျွန်တော်တို့ဒါပထမညပွဲစဉ်တွေမှာတော့အသင်းကြီးအဖြစ်ပေါ့မန်ချက်စတာစီးတီးအသင်းတသင်းတာပါဝင်လာခဲ့တာဖြစ်ပါတယ်။အဲ့တော့မန်ချက်စတာစီးတီးအသင်းနဲ့ကျွန်တော်ကစားမယ့်အသင်းကတော့ဆော့တန်အသင်းပါ။ဆော့တန်အသင်းကဒီဟာဒီတန်းဆင်းသွားပြီဖြစ်ပြီးတော့ဗာမျော်လင့်ချက်ဗာမှလည်းမရှိတော့ဘူးပေါ့နော်။စီးတီးမှာတော့ကျွန်တော်တို့ဒါချန်ပီယံလိဝင်ခွင့်ကျွန်တော် စကရဖြစ်ရေးကို CD အနေနဲ့စူးစမ်းရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲကအများကြီးတော့ပြောကြမလို့ဗျအားလုံးထင်ကြတဲ့အတိုင်း CD ပဲနိုင်ဖို့တော့များတာပေါ့နော်အဲ့တော့ထုံးတဲ့အတိုင်းပဲကျွန်တော်တို့ဒါတသိန်းချင်းအကြောင်းကိုစပြီးတော့ပြောလိုက်အောင်မှာပါဆုံးအနေနဲ့ဆော်ဒန်အသင်းမှာဆော်ဒန်အသင်းက DRD မှာကျွန်တော်တို့ဒါနီးပြနေအောင်နဲ့တော့လမ်းခွဲခဲ့ရပြီနော်ပထမတစ်ယောက်ကလူစေးမှတင်လာဒီနီးပြနေတော့ဆိုရင်ဆော်ဒန်ရဲ့တိုက်စစ်ကစားပုံတော်လေးကောင်းခဲ့တယ်ဒါပေမဲ့ ထင်သလောက်ဒါခြေနေတော့မကောင်းခဲ့ဘူးပေါ့နော်အဲနောက်မှာကျွန်တော်ဒါ Ivan Jurin နဲ့အစားထိုးခဲ့တယ်လုံးဝ high profile နီးပြတယောက်ဖြစ်ပေမဲ့ Southampton ကိုဘာမှဖြစ်မြောက်ဖြစ်အောင်မလုပ်နိုင်ခဲ့ဘူးပေါ့နော်အဲတော့ Southampton အနေနဲ့ ယာဒီမကုန်ခင်မှာပဲတန်းဆင်းဖို့တည်ကြသွားခဲ့တာဖြစ်ပါတယ်ဆောက်တတန်ရဲ့ဒီယာဒီနိုင်ပွဲကနှစ်ပွဲသာရှိပါတယ်ကျွန်တော်တို့ကရှုံးပွဲကတော့အများကြီးပဲပေါ့နော်အဲ့တော့ဆောက်တတန်အနေနဲ့တော်တော်လေးဆိုးရတဲ့ယာဒီတစ်ခုကိုဖြတ်တန်းပြီးတော့ကျွန်တော်တို့ကချန်ပီယံရှစ်မှာပဲအဲနောက်ယာဒီဆက်ကစားဖို့ရှိတယ်အမားတွေကိုပြင်ဆင်ပြီးတော့ကျွန်တော်တို့ကနောက်တရာဒီတက်လာနိုင်မလားတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့အဲ့တော့ဆောက်တတန်ရဲ့နောက်ဆုံး၅ပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကလက်စတာကိုဒူးစီးနဲ့ရှုံးထားတယ်ပြီးတော့ဖူအောင်1 2နဲ့ရှုံးတယ်ဝက်ဆန်ကိုတရေကြတယ်ဒါတောင်မှဝက်ဆန်နဲ့ပွဲရှုံးရမှာဗျနောက်ကြကိုကြောင့်တရေ ေကျခဲ့တာပြီးတော့အစတရီလာကိုရှုံးတယ်စပါးကိုရှုံးတယ်အဲ့တော့၅ဘွဲလုံး၅ဘွဲမှာ၄ဘွဲရှုံးထားပြီးတော့တစ်ဘွဲတရေကျထားပါတယ်တော်တော်လေးဆိုးတဲ့ကျွန်တော်တို့ဒါ result လို့ပြောလို့ရတာပေါ့အဲ့တော့ Southampton မှာတော့အများကြီးကျွန်တော်တို့ပြောစရာမရှိဘူးကိုသမား Randy တော့ရှိမယ်ဒီကိုသမားကတော့ကျွန်တော်တို့ဒါကန်ဆိုးတယ်လို့ပဲပြောရမှာမဟုတ်လို့သူ့အနေနဲ့လက်ဆွမ်းကောင်းတဲ့ကိုသမားဖြစ်ပေမဲ့ အဲ့မဲ့သူရောက်တဲ့အတင်းနေရာအဆင်မပြေဘူးပေါ့နော်အာဆင်နယ်မှာလည်းနေရာမရတဲ့နောက်ရန်ဒီအနေနဲ့ချန်ပီယံရှစ်မှာနောက်ရသည်သွားကစားဖို့ရှိတာပေါ့သူတို့တော့ဒီမကောင်းအောင်မှူးကျွန်တော်တို့ဒါဆလနာမှာဆိုရင်ကျွန်တော်တို့ဒါဒဗလင်တို့ပါလို့ရှိရဆိုပေမဲ့ဒီသားသမားတွေတိုင်ရန်ရနေတယ်အဲဒီတိုက်စစ်ပိုင်းမှာတော့အာချာတို့ပါလို့ပဲဆော့လာဖို့ရှိပါတယ်အဲ့တော့ အများကြီးတော့ပြောစရာမရှိဘူးဗျာဆော်တာတန်အသိပြီးတော့ကျွန်တော်တို့ဒါအစိတ်ရှိတဲ့တင်တင်မဟုတ်ဘူးဗျာကျွန်တော်တို့ဟိုးရင်တုန်းကမြင်ခဲ့ရပေါ့နော်လေလာနာတို့ပါအဲ့ဒီဆော်တာတန်ခစ်ပေါ့နော်အဲ့ခစ်ကဆော်တာတန်ဆိုတော်တော်ကောင်းခဲ့တယ်ဗျာအဲ့တော့ဆော်တာတန်ဒီခစ်တွေကိုပြန်ရောင်းဖို့ကတော့မလွယ်တော့ပါဘူးသူတို့အနေနဲ့ကျွန်တော်တို့ဒါကစားသမားတွေလည်းတန်းစင်းပြီဆိုရောင်းချရဖို့ရှိနေတာပါနောက်ထပ်တင်တင်ဖြစ်တဲ့ CD အတင်းကြောင်းပဲကျွန်တော်တို့ပြောလိုက်အောင် CD ကတော့ဒါဂွာဒီယိုလာကျွန်တော်လုတ်ခဲ့ပြီတဲ့ဗီဒီယိုလိုပဲဂွာဒီယိုကို CB ထားလိုက်ပြီးတဲ့နောက်ကစပြီးတော့ ော့ဗောနော်တော်တော်လေးရလက်တွေဇက်တိုက်ကိုတက်လာတာဖြစ်ပါတယ်နောက်ဆုံး၉ဘွဲဆက်ရှုံးဘွဲမရှိထားဘူးခုနောက်ဆုံးကစားခဲ့တဲ့၅ဘွဲမှာဆိုလဲ၅ဘွဲလုံးအနိုင်ရထားတာဖြစ်ပါတယ် အထားပြင်ခန်းစပိုင်းကတိတိငါးဘွဲမှာကလင်းရှင်၃ဘွဲရခဲ့တယ်ဗျာ။အော်တော့စီရီရဲ့ခန်းစပိုင်းဆွမ်းဆောင်ရင်တော်တော်လေးတိုးတက်လာတယ်။အတင်းတင်းကခန်းစစ်ကောင်းပြီဆိုရင်ကျွန်တော်တို့ဒါတိုက်စစ်ကပူပြန်မလို့ဒီလိုပြောတာဗျာကျွန်တော်တို့ဒါပွဲတစ်ပွဲရဲ့အဓိကပေါ့နော်။အကောင်းဆုံးခန်းစစ်ကအကောင်းဆုံးတိုက်စစ်ပဲဗျာ။အကောင်းဆုံးခန်းစစ်ကစားနိုင်ပြီဆိုရင်အတင်းတင်းကကိုမပြေရဘူးဆိုရင်ကိုနိုင်မှုအခွင့်အရေးကတော်တော်လေးရာခိုင်နှုန်းများသွားပြီလို့ပြောလို့ရပါတယ်။အဲ့တော့စီရီအနေနဲ့နောက်ဆုံး၅ဘွဲမှာပဲလေးကို5-2နဲ့နိုင်တယ်။ Everton ကို0-2နဲ့နိုင်တယ်။ Aston Villa လို့ချန်ပီယံလိပြိုင်ဘက်ကို2-1နဲ့နိုင်တယ်။ ခက်ခဲတဲ့အသင်းတွေပဲဗျ Forex ကိုလည်း Z2 နဲ့နိုင်တယ်ပြီးတော့ကျွန်တော်တို့ Wolverhampton ကို 1Z နဲ့နိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ Africa Final လည်းတက်ထားတဲ့ CD အတွက်ဒီ Champion League ဝင်ခွင့်အတွက်ပေါ့နော်ဒီနေ့မှာပေါ့တေချောင်းလောက်ကမဲ့ပွဲစဉ်တစ်ပွဲပဲ Southampton မှမနိုင်ဘူးဆိုရင်လည်းကျွန်တော်ပြောတဲ့အခါတော့မရှိဘူးပေါ့နော် Southampton ကိုအနိုင်ယူပြီးတော့ကျွန်တော်တို့ Champion League ဝင်ခွင့်တေချောင်းအောင်လုပ်ရမှာဖြစ်ပါတယ်ဒီနေ့မှာထူးခြားချက်အဖြစ် Allen Haaland ပါဝင်လာမယ်လို့ကျွန်တော်တို့ကြားသိရပါတယ်မနေ့က Guardiola ရဲ့ပွဲကြိုအင်တာဗျူးမှာ Allen Haaland ပါဝင်လာနိုင်မယ်လို့ confirm သွားတာ 交。 အလင်ဟာလန်ကိုကျွန်တော်တို့ပရီးမီးယားလိမှာတချော့ပြန်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ဒိုင်ယာအကြောင်းကာလာရှေဂျာကျွန်တော်တို့ဒါဒီယာဒီကုန်တီအားယူရမယ်လို့ထင်ခဲ့ပေမဲ့ဟာလန်ကဒီနေ့ပွဲစဉ်မှာတော့ပြန်ကစားတော့မှာဖြစ်ပါတယ်။အဲ့တော့မန်စီးရီးရဲ့ဘော့ထွက်လူစင်လေးကိုကျွန်တော်တို့ခံမှန်းကြည့်ရမယ်ဆိုရင်တော့ထုံးတဲ့အတိုင်းပဲအဲကိုသမားကတော့အီဒါစင်မဖမ်းမှုများပါတယ်။အဲ့တော့ခန်းစင်းနှစ်ယောက်မှာတော့ရူဘင်ဒီးယားနဲ့ကဘာဒီရောအတွေ့ဒီအတွေ့ကတော်တော်လေးကောင်းတာပေါ့နော်။အဲ့တစ်ဖက်မှာစီးရီးရဲ့ကျွန်တော်တို့ဒါအိမ်မဆူတွေကိုအဖြေရှာပေးခဲ့တဲ့နီကိုအိုရီလီပေါ့နော်။ဒီကစားသမားကဂွာဒီယိုလာရဲ့ကျွန်တော်တို့ဒါနီးစနစ်ပိုင်းဆိုင်ရာမှာရောဂွာဒီယိုလာ ိုအပ်နေတယ်ကျွန်တော်တို့ဒါလက်ဘက်တနေရာမှာတော်တော်လေးတော့ဒါဖြည့်တင်းကစားပေးနိုင်တဲ့ကစားသမားဖြစ်ပါတယ်သူရဲ့ net position တော့မဟုတ်ဖက်နဲ့ကစားနေတာဖြစ်ပါတယ်အဲ့တော့ Nico O'Reilly လေးဒီဘက်မှာတော့ကျွန်တော်တို့ဒါကိုင်းလင်ကစားသမားပေါ့နော်မာတီရဲ့နုနက်ကတော့ညာနောက်ခံလူဖြစ်ကစားနေတာဖြစ်ပါတယ်ကိုင်းလင်ဘက်မှာတော့ကျွန်တော်ကိုဘာစစ်ပဲဆက်ထုတ်မယ်ထင်တယ်ကိုဘာစစ်နဲ့အဲကျွန်တော်တို့ဒါဂွန်ဇာလက်နဲ့ဆိုရင် ကိုပါစစ်ကပူပြီးတော့ကျွန်တော်တို့ဒါပြည်မြလေးတွေးကြုံတော့တော်တော်လေးစင်ပြေတယ်လို့ပြောလို့ရတယ်ဖာနန်ဒိုဆေးပါဟာလန်ပါလာမယ်ဆိုတော့ဟာလန်အထောင်ထားပြီးတော့ကျွန်တော်ဒီတိုင်းမပါဘူးများတယ်လို့တော့ထင်ပါတယ်အဲ့တော့ဒီတိုက်စစ်ပိုင်းမှာဒိုကူရှိမယ်စာပင်ကိုရှိမယ်ပေါ့နော်မာမွေးရှိမယ်ဟာလန်နဲ့အဲ့လိုပွဲထွက်လာမယ်လို့တော့ကျွန်တော်ထင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဒါစာပင်ကိုနဲ့ဒိုကူတဲ့တရားအောက်ပြီးတော့ဒီပိုင်းနဲ့ပွဲထွက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီပွဲကတော့အများကြီးပြောစရာမရှိဘူး CD အတွက်လုံးဝ comfortable ဖြစ်မဲ့ဂိမ်းလို့တော့ကျွန်တော်ထင်တယ်အမ်ဒီဘယ်လိုပြောမလဲလူငယ်ကစားသမားချို့တောင်မ ှာပဲဒုတိယပိုင်းမှာကစားရဖို့ရှိမယ်လို့တော့ကျွန်တော်တွေးထားပါတယ်စီတီပထမပိုင်းရင်ဒီပွဲကိုဖြတ်သွားဖို့တော့များပါတယ်ဆော်တန်အနေနဲ့ဂျွန်ဝါကောင်းတယ်ဆိုရင်တော့စီတီကိုနိုင်ဖို့ထီတော့မဖြစ်နိုင်ပါဘူးဒီနေ့အတွက်တော့စီတီကကျွန်တော်တို့ဒါအနိုင်ရပြီးတော့ချန်ပီယံလိဝင်ခွင့်အတွက်ပေါ့နော်တော်တော်လေးနှစ်ပွဲလို့မှာအခြေအနေကောင်းသွားမယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အားလုံးပဲဒါကတော့ကျွန်တော်တို့ဒါစီတီနဲ့ဆော်တန်ပွဲပေါ်ပွဲကြုံမြင်လေးလုပ်ပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဖေးလို့လိုက်ကောင်ဖော်လို့လုပ်ခဲ့ပါအောင်ကုလပ်ပါ